ကျွန်တော်ဒါဒေါ်ဘုံစစ်မှုတန်းစီရဲ့ లై ကောက်နေတဲ့ကျွန်တော်တို့နှကမွေးမီးလောင်သွားတိလာဘူးနှကမွေးမီးလောင်သွားလည်းဖြစ်စင်ပါဘူးစစ်မှုတန်းစီ లై ကောက်နေတဲ့အဲဟိုဟာကသူ့နာမည်ကနှကမွေးအဲ့ဒါကိုဒါ లై ကောက်တဲ့ချိန်မှာဓာတ်စီတက်ပတ်ပြီးမီးရှို့ပလိုက်တယ်အဲ့တန်ရာနဲ့ပဲတည်သွားတယ်ပေါ့နော်အဲ့ဒါဒါအခုပြည်သူတွေရဲ့တုံ့ပြန်မှုတွေကဟိုဟာဖြစ်လာပြီပေါ့ကြောက်ခမ်းလေးလေးဖြစ်လာတယ်လုံးဝအဆုံးစုံဆုံးအထိပါတွေးပလိုက်တာပေါ့နော် ဟိုကျောင်းပြည်သူတွေမှာဗျာဟိုဟိုပါဗောနော်တိရစ္ဆာန်လေးပါလေးအဲ့လိုမျိုးတက်ဖို့ဖြတ်ဖို့ဆိုရင်တော့မှလုံးဝစိတ်မကောင်းခြင်းကြီးစွာဖြစ်တဲ့ပြည်သူအများကြီးရှိရတယ်เนาะအဲတခုခု post တခုတက်လာလို့အဲခွေးလေးတွေကြောင်လေးတွေတခုဖြစ်လာမျိုးဆိုရင်တော့မှဟိုတနာတဲ့စိတ်အဲအဲ့လိုမျိုးဗောနော်အဲစုတ်တက်တက်တက်နဲ့ဒီလိုမျိုးတနာတဲ့ကိုချင်းစာလေးစိတ်ရှိကြအဲအခုအဲ့လိုမျိုးသူတွေကလူဟိုပါတက်စီနဲ့ပတ်ပြီးတော့မီးရှို့ရတဲ့အဆင့်ဗောနော်နှာခမ်းမွေးဆိုလို့နှာခမ်းမွေးကိုပဲမီးရှို့လိုက်တယ်ထင်ပါသလိုမဟုတ်ဘူး